အမေဆုံးပါလေဆိုတာနည်းနည်းရုပ်ရှင်ဆန်းတယ်ရုပ်ရှင်ဆန်းတယ်အမေကဟိုသူများလိုမျိုးလိုနာတာရှိယောဂလည်းမဟုတ်ဘူးပေါ့နော်ဘာယောဂမှမရှိဘူးဟိုအမေကဘာယောဂရှိရမှာလဲအဲ့ပွဲမှာပဲဆိုတာမန်းလေးမှာမမမန်းလေးမှာဆိုတာဆိုနေချင်းအိမ်မှာအမေကဆုံးတာဆိုတာအဲ့လိုမှမိလိုက်ဘူးပေါ့နော်မှမိလိုက်တော့ပို့ပြီးတော့ယူကြုံမရဖြစ်တာပေါ့နော်ဒါကြီးတို့လက်မခံကြဘူးမလားလက်မခံနိုင်ဘူးနော်အကုန်ပြိုလဲတာပေါ့နော်ဆိုအလုံးနဲ့ပတ်သက်တာရောကျန်တဲ့အပြင်ပါ ကျမရေရောအပြင်နဲ့ထိုင်တဲ့ကိစ္စအကုန်လုံးသူဘာမှမလုပ်နိုင်အဲ့လိုအဲ့ရလေးပဲလဲပြောအတိတ်ကသူ့ပထမဦးဆုံးတစ်ချိန်ဆနာတော့လေသူ့ အခုလိုမျိုးပါဆိုအနုပညာလုပ်လေးလုပ်နေတဲ့အချိန်ရတဲ့အချိန်မှာဆိုအမေဆုံးတယ်ပေါ့နော်အမေဆုံးတော့ဂျာမန်ဆိုအဲ့လိုအလုပ်ကိုဆက်မလုပ်နိုင်ဘူးပေါ့နော်ဘွားရဲ့ဒါအကြီးမားဆုံးဆုံးရှုံးမှုကိုယ့်ကိုလည်းတော်တော်ပြန်ပြီးတော့တိဆောက်ရတယ်ပေါ့နော်အချိန်လေးယူရတယ်အဲ့ခါကျတော့ဆိုဂျာမန်အဲ့လိုတော်တော်ကြာကြာနားပြတ်သွားတာပေါ့သမီးမင်းလေးရကြတော့လေအမေကဟိုတီးလို့ပေါ့ပေါ့နော်အမေကသူအမေလည်းဟုတ်တယ်တကယ်ချင်းလည်းဟုတ်တယ်တခုခုကိုယ်ရင်ဖွင့်ရလေးပေါ့နော် အဲ့ချိန်မှာအလိုရုပ်တရက်ကြီးဖြစ်သွားတဲ့ခါကျတော့လေဘလို့မှမဖြေစင်နိုင်ဘူးပေါ့နော်အရန်ကိုဆုံးရှုံးမှုကြီးမားတယ်ထိခိုက်မှုကြီးမားတယ်အဲ့ခါကျတော့လေဆူအဲ့လိုမျိုးအလုပ်တွေတောင်မလုပ်တော့ဘူးဆူအဲ့လိုမျိုးဒီနုပြန်လောက်ကနေလာလိုက်တော့မယ်ဆိုရယ်စိတ်တောင်ဖြစ်မိရယ်ပေါ့နော်ဒါပေမဲ့ဆူရဆရာသမားတွေပြီးတော့ဆူရအဖေပေါ့နော်အိမ်ကမိသားစုကလည်းဆူဒီအလုပ်လေးကိုဆက်ပြီးလုပ်စေခြင်းနဲ့ဆူဝါသနာပါမန်းနဲ့တည့်ရဲ့ခါကျတော့လေအဲ့ခါကျတော့ဆူအချိန်တော်တော်ကိုပြန်ယူပြီးမှဆူပြန်ပြီးလုပ်ဖြစ်ခဲ့တာပါဘာရောကမှမရှိဘူး ဟိုအမေကဘာယောဂရှိရမှာလဲစိတ်ကူးရင်ဇလန်းတွေထဲရလို့ကျင်းစာတက်ပြီနူနာဆွဲမယ်လို့ထင်နေရလားအမေဆုံးပါလေဆိုတာနည်းနည်းရုပ်ရှင်ဆန်းတယ်ရုပ်ရှင်ဆန်းတယ်အမေကဟိုသူများလိုမျိုးလိုနာတာရှိယောဂလည်းမဟုတ်ဘူးပေါ့နော်ပုံမှန်တော့အဲ့လိုမျိုးလူကြီးဆိုတော့သွေးတိုးတို့ဆေးချိုအဲ့လိုမျိုးလိုရောရှိရတယ်ဒါပေမဲ့ဟိုအရင်ပြင်းပြင်းထန်ထန်ကြီးအဲ့လိုရှောင်းအစားတွေရှောင်းအဲ့လောက်ကြီးမဟုတ်ဘူးပေါ့နော် အဲ့တော့အဲ့ဒီအချိန်မှာသူကအဲ့လိုအလုပ်တွေလုပ်တဲ့အချိန်လဲသူအချိန်လေးရနေပြီးအမေကလည်းအဲ့လိုမျိုးပေါ့နော်ရှူတင်နေလိုက်တယ်လိုက်ဆောင်တယ်အဲ့တစ်ခေါက်လဲကြာတော့သူကအနေဝဆူတချင်းသွားဆိုတော့ပွဲသွားဆိုတော့အဲ့ပွဲရပြန်လို့ချင်းသူကဒါဗီဒီယိုရိုက်မှာဆိုတော့အဲ့ဝမ်ဗီဒီယိုရိုက်နေတဲ့အချိန်ဆိုလေဗီဒီယိုရိုက်မှာဆိုတော့အမေကအဲ့စကားလဲလက်ခံထားဆိုတော့အမေကသူကဒီနောက်ကားအတွက်ပြင်ဆင်အဝတ်စားရပြင်ဆင်ပြီးတော့အမေကနေခဲ့မယ်ပေါ့နော်သူကအဲ့ခါကနေခဲ့တာပွဲသွားဆိုတော့ဆူတငယ်ချင်းနေဆူအမအပေါ့နော်အမလိုက်တယ်ပေါ့အဲ့ပွဲမှာပဲသူကမန်လေးမှာ မမမန်းလေးမှာဆိုတာဆိုနေချင်းအိမ်မှာအမေကဆုံးတာဆိုတာအဲ့လိုမမီလိုက်ဘူးပေါ့နော်မမီလိုက်တော့ပို့ပြီးတော့ယူကျုံးမရဖြစ်တာပေါ့နော်ဒါကြီးကိုလက်မခံချင်ဘူးမော်လက်လက်မခံနိုင်ဘူးလေနော်အဲ့လိုမျိုးဖြစ်တာ အဲ့ဟာကိုဆို့ဥမာခင်းမှရောက်နေချင်းကိုအင်းကဆို့လှမ်းပြီးတော့အကြောင်းကြားရတယ်အဲ့လိုမျိုးစိတ်ကိုထားဖို့စိတ်ကိုခိုင်ခိုင်မာမာထားဖို့အပြန်အသေးချာပြန်ခဲ့ဖို့ပေါ့နော်အဲ့လိုမျိုးဆို့လှမ်းပြီးတော့အကြောင်းကြားရတယ်အဲ့ဆို့ကလည်းအမျိုးနောက်ဆုံးချိန်ကတွေ့ချင်တယ်လေနော်တွေ့ချင်တဲ့အခါကျတော့အဲ့လိုခဏလေးဆို့အမိပြန်လာအောင်ဆောင်းခိုင်းပြီးတော့မှအဲ့လိုတကြိုးတဲ့ကိစ္စတွေပါလေလောက်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ခါကျတော့လေး ကြိုတင်လဲအဲ့လိုမျိုးယောဂရှိရဆိုလို့ဆိုတော့ကြိုတင်ပြင်ဆင်ထားဖို့အချိန်လေးရအောင်ပါဘောနော်အခုဟာအဲ့လိုရုပ်တရက်ကြီးအမေကအုံနောက်သွေးကျောပြတ်တာပါနော်အဲ့ခါကျတော့လေတအားရယူကျုံးမရပါပဲနဲ့အော်အမေကငါလုံးဝေးချင်တာအများကြီးရှိသေးတယ်အမေနဲ့တူတူအချိန်လေးလဲတေချာမယူခဲ့ရအောင်ပေါ့နော်အဲ့ခါကျတော့ဆုံးရှုံးမှုတအားကြီးမရပါနော်ဖြေမစီနိုင်ဘောအဲ့ခါကျတော့ဆုတော်တော်များများလေးဆုအကုန်လုံးအကုန်ပြိုလဲတာပါနော်ဆုအလုံးနဲ့ပတ်သက်တာရောကျန်တဲ့အပြင်ပါ ကျမရေရောအပြင်နဲ့ထိုင်တဲ့ကိစ္စရအကုန်လုံးစုဘာမှမလုပ်နိုင်အဲ့လိုအိရာလေးပဲလဲပြီးတော့စုတကယ်ကိုချိန်နေလေအကြာရေးစုတော်တော်ရုပ်ပြန်ခုကိုပြန်မနေပြန်တက်မှတ်ခဲ့ရပါတယ်ဟုတ်ကို့တန်းရကို့ယောဂကိုပြပြီး တောင်းစားမယ်ဒီမှာကျမအမေမပောက်ဖြစ်တကောနားလိုက်တော့ဆိုတော်တော်ကြရတယ်ပေါ့နော်တော်တော်ကြရတယ်အဲ့ဒီအချိန်မှာဆုဆရာသမားတွေကလည်းဆုဆရာတွေပေါ့နော်ဆရာတွေကလည်းပြန်ပြီးလှုပ်ဆေးခြင်းနဲ့ကိုယ်နဲ့လိုက်ဖက်တဲ့ဟာလေးယူလို့ရှင်နဲ့ပြန်ပြီးရိုက်ဆေးခြင်းနဲ့ပေါ့နော်ပြီးအခါကျတော့အဖေပေါ့အဖေကိုယ်တိုင်ကလည်းအဲ့လိုမျိုးအမေကလည်းဖြစ်ဆေးခြင်းနဲ့ဒီလူကလေးကိုအခါကျတော့အဖေကလည်းပြန်ပြီးလှုပ်ဆေးခြင်းနဲ့ပေါ့မိသားစုပေါ့နော်အထူးကတော့မိသားစုကအရန်အားပေးတယ်စိတ်တော့ခွန်အားလည်းအများကြီးပေးတယ်အဖေကအဲ့နာမဆုအချိန်တိုင်းကတခုရောက်တဲ့အခါမှာဆုပြန်ပြီးတော့ လှုပ်ဖြတ်တာပါ။အမေကတော့လေဟိုအမေများနေမဟုတ်နေ့တိုင်းတော့အမေကိုသတိရတာပေါ့နော်။အမေကတော့သတိရတယ်။ဒါပေမဲ့အခုကအချိန်ကာလတစ်ခုလည်းနည်းနည်းချလာပြီဆိုတော့စုနည်းနည်းစိတ်ကိုထားတက်သွားပြီပေါ့နော်။ဒါအကုန်လုံးကတော့လူတွေအကုန်လုံးကတော့ဒါသိချင်းတရားရှင်ချင်းများအကုန်လုံးကခွဲခွာမှာပဲပေါ့နော်။ခွဲခွာမှာပဲဆိုတော့ဒါကိုကအရင်အစောဆုံးကိုကကြုံတွေ့လိုက်ရတယ်ဆိုတော့စုစိတ်ကိုထားတက်သွားတာပေါ့နော်။စုဖုံးဖုံးနေတဲ့တရားတွေလည်းစုနာရတယ်။အများအားစိတ်ကိုနှလုံးသွင်းတယ်ပေါ့နော်။အဲ့ခါကျတော့ကိုယ့်ကိုပြန်ပြီးတော့ထူမှတ်နိုင်သွားတယ်။ 哎，咱们没这么玩了，那时候不拉到室外。好，在那焦了个。嗯好 အဓိကလေးဆိုဒီဘာသာရေးတွေအလှူဒန်းနေဆိုအများကြီးလုံးဖြစ်သွားတယ်ဆိုတာအမေကြောင့်လဲပါတယ်ပေါ့နော်အမေဆုံးပြီးနောက်ပိုင်းကျတော့ဆိုတာဘာတစ်ခုတွဲမိသွားလဲဆိုတော့အမေနဲ့ပတ်သက်ပြီးတော့ကိုကတခုခုလုံပေးရှင်တယ်ပေါ့နော်လုံပေးရှင်တယ်အမေရှိစဉ်ကာလအောင်ကလည်းကိုရီးယားလူပညာလန်ခီအစပိုင်းဆိုတော့ကိုရဲ့ကိုပိုင်ဝင်ငွေကိုရဲ့လောအားခနဲ့အများကြီးဟိုချစ်ရှုတဲ့ကာလာလေးကတော်တော်လေးပဲရခဲ့တယ်ပေါ့နော်အမေကအများကြီးလုံပေးရှင်တဲ့ဟာအများကြီးရှိတယ်အဲ့အချိန်မှာကိုကမှတ်မိလိုက်ဘူးပေါ့ပြောရမယ်ဆိုတော့မှတ်မိတဲ့ခါကျတော့အခုလိုမျိုးပေါ့ကိုပြုတ်တဲ့ကုသိုလ်တွေအမေရပါစေဆိုတဲ့စိတ်နဲ့သူက အဲ့လိုမျိုးစပြီးဒီအလှူတန်းနေစုစလှုပ်ဖြစ်တာပေါ့လှုပ်ဖြစ်ရင်လည်းအဲ့အလှူလောက်ရလေးလေးစုသဘောကျရတယ်ပြီးတော့ခုနကလိုပေါ့ဒီလှူတန်းပေးကမ်းရတဲ့ဟာတစ်ဖက်သားရရှိသွားတဲ့ခါမှာကိုပေးရတဲ့ပီတိပေါ့နော်အဲ့ပီတိကိုလည်းစုခံစားမိတယ်အဲ့ခါကျတော့စုဒီအလှူတန်းနေဘာသာရေးတွေပေါ့နော်စုပို့ပြီးတော့ဖြစ်ပြီးတော့လှုပ်ဖြစ်သွားတာပါအဲ့တော့ဆိုင်ဆိုအရန်နှမျောရဲကိုအချိန်ရနေတဲ့အချိန် ကိုဖြစ်ထွန်းရမယ့်အချိန်မှာဒါကြီးကိုနောက်ပြန်ဆော့ပြီးပြန်ပြီးအရှင်ယူခဲ့ရတာပေါ့နော်အဲ့ခါကျတော့အလုံးနဲ့ပတ်သက်ပြီးလို့သူထိကြိုက်ဆုံးရှုံးမှုတွေများရတယ်ပြီးတော့စိတ်ပိုင်းဆိုင်ရာပေါ့စိတ်ပိုင်းဆိုင်ရာဆိုလို့ရှင်လဲခုနကလို့ကိုကမှတ်မိလိုက်ဘူးလေနော်အမေကမှတ်မိလိုက်တဲ့ခါကျတော့စိတ်ထန်ရပေါ့စိတ်ထန်ရဆိုတဲ့ဆိုထားနှစ်တော်တော်ကြာအောင်လေသူတော်တော်ကိုအချိန်ပေးပြီးတော့ခုခဲ့ရတယ်အဲ့လိုမျိုးပေါ့ဟိုဆုံးရှုံးမှုတွေတော့တော်တော်များပါတယ် ဟုတ်ကဲ့ဒီချိန်မှသာအမိသာရှိခဲ့လို့ဆိုတာကိုယ်ကတော့နောက်တော့မှလားကိုယ်ဒီလားဖြစ်တယ်လို့တော့ပြောလို့ရမယ်အဲ့ရေဟုတ်အမိသာရှိမယ်ဆိုတော့သူပြောစရာမလိုဘူးပေါ့နော်ဆိုဖွယ်ရမရှိပါဘူးအမေကတောက်လျှောက်အားပေးနေမှာခုနလိုမျိုးကိုလှုပ်တဲ့အလုပ်လေးပုံမှန်လဲသူကပီတိဖြစ်ပြီးမှာပြီးတော့ဆုတွယ်လဲဝမ်းသာပေးနေမှာပါ